င်္ဂလာပါခင်ဗျာ2022ခုနှစ်ဒီဇင်ဘာလတတိယပတ်အတွက် RFA ရုံးမြင့်တန်ကြားသတင်းမဲ့ကစင်းအစီအစဉ်ကို American ပြည်တော်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ကနေရင်ကျော်ပါ RFA ပတ်စဉ်သတင်းမဲ့ကစင်းအစီအစဉ်ကိုမြန်မာစံတော်ချိန်ည7:00နာရီခွဲကနေ9:00နာရီအထိစနေနေ့တိုင်းတင်ဆက်သွားမှာဖြစ်ပြီးတနင်္ဂနွေနေ့မှာတော့နောက်တစ်ချိန်ပြန်ပြီးထုတ်လွှင့်သွားပါမယ်ဒီကနေ့အစီအစဉ်မှာဒီဇင်ဘာလ10ရက်နေ့ကကြာရောက်ခဲ့တဲ့အပြည်ပြည်ဆိုင်ရာလူ့ခွင့်ရေးအခမ်းအနားတွေအကြောင်းလက်ဗရောင်းတောင်အရေးနဲ့ပတ်သက်ပြီးတန်ကားတော်တွေကန့်ကွက်ဆန္ဒပြနေတဲ့အကြောင်းတွေကို ပထမဆုံးထုတ်လွှင့်ပေးမှာပါအဲ့ဒီနောက်မှာတော့88မျိုးဆက်ចောင်းသားကောင်းဆောင်ကိုမင်းကိုနိုင်နဲ့အမျိုးသားနဲ့အထိမ်းမှတ်စာပေဟောပြောခွင့်အကြောင်းအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်ဆန်းစုကြည်ရဲ့ခီးစဉ်တွေအကြောင်းသတင်းပေးပို့ချက်တွေကိုလည်းပရိသတ်တွေရှုစားမှာပါခင်ဗျာချင်းမျိုးသားတက်ဦး CNF နဲ့မြန်မာအစိုးရညီညာရေးကိုယ်စားလှယ်အဖွဲ့ဆွေးနွေးပွဲအကြောင်းသတင်းပေးပို့ချက်ကိုအပြီးမှာတော့ဒီတစ်ပတ်အတွက်နောက်ဆုံးအစီအစဉ်ဖြစ် RFA ကိုရေးရစာပြေးရစာအစီအစဉ်ထုံးလွှင့်ပေးသွားပါမယ်ခင်ဗျာ။ ဒီဇင်ဘာလ10ရက်နေ့ကကြာရောက်ခဲ့တဲ့အပြည်ပြည်ဆိုင်ရာလူ့ခွင့်နဲ့အခမ်းအနားတွေကိုမြန်မာနိုင်ငံမြို့ကြီးတချို့မှာပထမဆုံးအကြိမ်ဖြင့်ကျင်းပခဲ့တာတွေ့ရပါတယ်။ RFA သတင်းတော်ကိုမျိုးစော်ကစူးစီးတင်ပြထားပါတယ်ခင်ဗျာ။စစ်ဆိုးရလက်ထက်တစ်ချောင်းလုံးအာဏာပိုင်တွေကပိတ်ပင်တားဆီးခဲ့လို့ကျင်းပဝင်များခဲ့တဲ့အပြည်ပြည်ဆိုင်ရာလူ့ခွင့်ရေးနဲ့အခမ်းအနားတွေနဲ့လူ့ခွင့်ရေးဆိုင်ရာအလို့ယုံဆွေးနွေးပွဲတွေကိုမနေ့ကကြာရောက်ခဲ့တဲ့ပြည်ပြည်ဆိုင်ရာလူ့ခွင့်ရေးနေ့မှာမြန်မာနိုင်ငံအနှံ့အပြားကျင်းပခဲ့ကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးကဥဆောင်ပြီးရန်ကုန်အင်းအားလိုက်ဟိုတယ်မှာကျင်းပခဲ့တဲ့အပြည်ပြည်ဆိုင်ရာလူခွင့်ရေးနေ့အခမ်းအနားမှာလူခွင့်ရေးကိုလေးစားလိုက်နော်ရီလူအဖွဲ့အစည်းတရားထူထောင်ဖို့အချင်းချင်းအပြန်အလှန်ဆွေးနွေးဆက်ဆံဖို့လိုအပ်တယ်လို့ဒေါက်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။ So if you want to build up respect for human rights we must learn to communicate. Solely communicate. Real communication is a two-way business. it's not just you talking to others but others talking to you ဦးသိစင်ဆိုရလက်ထက်လူခွင့်ရေးဆိုင်ရာတိုးတက်မှုတွေထဲမှာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ပြုပြင်ပြောင်းလဲလာတဲ့နိုင်ငံရေးဖြစ်စဉ်တွေမှာဒေါအောင်ဆန်းစုကြည်ပါဝင်ပတ်သက်လာတဲ့အကြောင်းအရာတွေကိုတမရရုံးဝင်ကြီးဦးအောင်မင်းကပြောခဲ့ပါတယ်။အခုဒေါအောင်ဆန်းစုကြည်ဟာဒီလိုလိုတော့ကိုယ်စလဲသူနေနဲ့တိုက်ပြေတွေးပြုပြင်ပြောင်းလဲရေးတွေမှာကိုယ်တိုင်ကိုယ်ကျပါဝင်ဆောင်ရွက်ရှိပါတယ်။ မန္တလေးတိုင်းပြည်ဦးလင်းမြို့နယ်မှာရှိတဲ့အာရှလင်းရောင်ဖုံတော်ကြီးကျောင်းမှာလည်းမြန်မာနိုင်ငံလုံးဆိုင်ရာလူခွင့်ရေးအလို့ယုံဆွေးနွေးပွဲနဲ့လူခွင့်ရေးနေ့တွေကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီခမ်းနားမှာ88မျိုးဆက်ကျောင်းသားကောင်းဆောင်တွေဖြစ်တဲ့ကိုမင်းကိုနိုင်ကိုပြုံးချုံနဲ့အတူစာရေးဆရာကိုတာတို့ကလူခွင့်ရေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုဆွေးနွေးဟောပြောခဲ့ကြပါတယ်။ဒီကနားမှာမြန်မာနိုင်ငံအနှံ့လူအခွင့်ရေးအဖွဲ့45ဘွဲကကိုယ်စားလှယ်160ကျော်တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ဒုက္ခရေဒုက္ခရေဆိုပြီးမှပြောနေပြီမဲ့တော့ဒီဒုက္ခရေကိုခံစားရကောင်းမှမသိတာကကျွန်တော်တို့အချင်းတွေမှာအများရှိပါလေအပြည်ဆိုင်ရာလူခွင့်ရင်းနေ့ခမ်းနားတွေကိုရန်ကုန်မြို့ကတော်ဝင်နှင်းစီခမ်းမှာကချင်ပြည်နယ်မနောကွင်းမှာရှိတဲ့မကျွဲခမ်းမတွေနဲ့တိုက်ကြီးမြို့တွေမှာလည်းပြုလုပ်ကျင်းပခဲ့ကြပါတယ်ခင်ဗျာ လက်ဘရောင်းတောင်တပိတ်စကန်းတွေကိုအကြံဖက်ဖြိုခွဲခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတမရဦးသိန်းစိန်အပါဝင်အစိုးရအဖွဲ့အနေနဲ့တံခါးတော်တွေကိုတောင်းပန်ဖို့နောက်ဆုံးသတ်မှတ်ပေးထားတဲ့ရက်ကုံဆုံးသွားတဲ့ဒီဇင်ဘာလ12ရက်နေ့မှာနိုင်ငံအနှံ့တံခါးတော်တွေဆန္ဒပြခဲ့ပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်ကပဲဆက်ပြီးတင်ပြပေးပါမယ်ခင်ဗျာလက်ဘရောင်းတောင်တံခါးတပိတ်စကန်းတွေကိုမီလောင်ပုံသုံးနှိမ်နှင်းကြတာနဲ့ပတ်သက်လို့ဒီကနေ့နိုင်ငံအနှံ့ကန့်ကွက်ဆန္ဒပြနေတဲ့အခါမှာရန်ကုန်မြို့ကတော့နေ့လယ်ပိုင်းကစပြီးတံခါးတွေဟာ

Yeah! yeah. တခါမရင်းကျင်းလို့ရပါလေခင်ဗျာမရှိနေရတဲ့တာတွေဝင်နေတယ်ဘာသာတန်တာတို့အတွက်သံဃာတို့ဒီအလုံးကျင်းတဲ့ရှင်နိုင်ငံတော်သမဏအနေဖြင့်ပွင့်ရှင်လာစွာတောင်းတပေးရန်ဆိုရမှာဘုရားတို့သူကြီးတို့ဘုရားတို့တောင်းတပေးကဒုတိယရောက်သောကားတို့တော့ပုဂ္ဂိုလ်များမပါဝင်ပဲသင်စည်းစွာဖြင့်ဝိဇ္ဇေတန်ကျေတာတောင်းပန်ခြင်းဤနေမှာဆွေရည်ညရှိနိုင်တဲ့အစီအစဉ်တွေအသောကားခံပုဂ္ဂိုလ်များနဲ့သောကားတို့ပုဂ္ဂိုလ်များမဟုတ်ပဲရာခံအနေဖြင့်မဆိုင်သူများကတောင်းပန်ခြင်း ပြည်ထွန်းလို့ချင်တာပြုတ်လို့ချင်အဲပတောရေးချစားတော့ညဉ့်ညနေဘလို့ညဉ့်ညနေတပါမြန်မာနိုင်ငံလုံးဆရာတန်ဃာရုတရလုံးကစနေရက်စနေနေ့နေ့နေ့တွင်ရေးချမ်းစော်ဖြင့်တန်ဃာရုတရလုံးနဲ့သဘောတူကြောင်းဖရာတို့ဒီမှာစံတော့ဖော်ထုတ်ခြင်းဖြစ်ပါတယ်ဗျာစီလီကာမေရာရေးရပါ ဘန်းလေးမြို့မှာတော့42လမ်းနဲ့42လမ်းကြားမှာရှိတဲ့ဥပွားဖျားကနေစတင်ပြီးမာမျက်မှုနှစ်ဖျားစီကိုတန်ဃာတော်တွေဥဆောင်ပြီးလက်ရောင်းတော်တပိတ်စကံမီးလောင်ပုံသုံးနှိမ်နှင်းတာတွေကိုကံကွယ်ဆန္ဒပြခဲ့ပါပဲ။အဲဒီမှာအထက်မှာပြီးចောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဘာကသာအဖွဲ့ဝင်တွေနဲ့တခြားနိုင်ငံရေးအသင်းအဖွဲ့တွေကလည်းတန်ဃာတော်တွေနဲ့အတူဥပပေါင်းပါဝင်ကြပါလေ။ အလားတူလက်ဘရောင်းတော့ရေကိစ္စနဲ့ပတ်သက်ပြီးရခိုင်ပြည်နယ်စစ်တွေမြို့မှာလည်းတန်ကားတော်တွေကဖျားဝင်းသွင်းမှာဆူတောင်းဆန္ဒပြနေကြပါတယ် အပြင်မုံရွာကလေးပခုတ်ကူပြီးမြို့အပါဝင်နေမြို့တော်များများကတန်ဃာတော်တွေဥဆောင်ပြီးကံွက်ဆန္ဒပြနေကြပါတယ်တရားတော်တိုက်ပွဲမှာဘယ်သူမှတိုက်တွန်းစရာမလိုပဲရဟန်းရှင်လူပြည်သူအပေါင်းကိုအသီးနဲ့ကိုပါဝင်ကြဖို့88မျိုးဆက်ចောင်းသားကောင်းသောကိုမင်းကိုတိုင်ကတိုက်တွန်းလိုက်ပါတယ်မန္တလေးမြို့မှာကျင်းပခဲ့တဲ့92နှစ်မြောက်အမျိုးသားနဲ့ထိမ့်မှစာပေဟောပြောပွဲမှာ ိုမင်းကိုနိုင်ကအခုလိုတိုက်တွန်းလိုက်တာပါအပြည့်စုံကိုတော့ကျွန်တော်သတင်းတော့မန်ငင်းချင်းပြေကတင်ပြထားပါတယ်ခင်ဗျာ92နှစ်မြောက်အမျိုးသားနေစာပေဟောပြောပွဲကိုမန္တလေးမဟာအောင်မြေမြို့နယ်ရဲမုံတောင်ရပ်မှာရှိတဲ့ကန်တက်ကုန်းမစိုးရင်ကျောင်းတိုက်မှာဒီဇင်ဘာလ10ရက်နေ့ကကျင်းပခဲ့ပါတယ်။ဒီစာပေဟောပြောပွဲနဲ့ပရိသာကပွဲကိုကန်တက်ကုန်းကျောင်းတိုက်နဲ့မြင့်မြတ်အေယာဝတီလူငယ်လူမှုကွန်ရက်တို့ပူးပေါင်းပြီးကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတိုးတက်လာအောင်အမျိုးသားရေးစိတ်တက်ဟာအရေးကြီးတာမို့ဒီပွဲကိုစီစဉ်တာဖြစ်တယ်လို့ကန်တက်ကုန်းမစိုးရင်ဆရာတော်ဥတီဇောဘာသာကမိန့်ကြားပါတယ်အမျိုးသားတို့တိုးတက်ဖို့အတွက်ဒီအမျိုးသားနေ့ကိုနှစ်တာရရှိရှိနိုင်ပဲပြေဝါတော့ကျင်းပမှုတစ်ခုကိုဘုန်းကြီးဆရာကြီးရဲ့ကူညီနေနဲ့ကျင်းပဖြစ်အောင်ကြိုးစားတာပါအမျိုးသားနေ့စာပေဟောပြောပွဲမှာ စာရေးဆရာစုငတ် ဆရာညီစေမင်းဆရာဦးရွှေထူးတို့နဲ့အတူ88မျိုးဆက်ចောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်ကလည်းနောက်ဆုံးခံတမ်းမှခုခံခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဟောပြောခဲ့ပါတယ်။နောက်ဆုံးခံတာဖြစ်တဲ့မန္တလေးကနေပြီးတော့ခုခံမဲ့တရားတော်တိုက်ပွဲမှာရဟန်းရှင်မှုပြည်သူအပေါင်းပါနောက်ထပ်နောက်ထပ်ဘသူမှမတိုက်ပွဲရတော့လေကိုအတိနဲ့ကိုရရတဲ့နဲ့တိုင်ဆွဲပြီးတော့ ။ငါရှိတော့မှအတိတ်လာမှပဲဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ခုကပြကြပါလို့မိတ္တရတိုင်းဆုံးတတ်ပါလေ။စာပေဟောပြောပွဲကို88မျိုးဆက်ចောင်းသားကောင်းဆောင်ကိုမင်းကိုနိုင်တဲ့အဖွဲ့မန္တလေးနိုင်ငံရေးလူမှုရေးအဖွဲ့အစည်းဝင်နေတန်ဃာတော်တွေကန်တက်ကုန်းဖုံးတော်ကြီးတင်ပညာရေးចောင်းကចောင်းသူចောင်းသားတွေအပါအဝင်ပြိတ်သက်200လောက်တက်ရောက်ခဲ့ကြပါတယ်။ ညပိုင်းပြုတ်လုတဲ့ပရိဒါကပွဲကိုည9နာရီမှာစတင်ပြီးဆရာမျိုးမငင်းရဲ့အမျိုးသားနေတဲ့ချင်းကိုပန်တရာထီထီမင်းရဲ့အဆိုနဲ့ဖွင့်လှစ်ခဲ့ပြီးကိုမင်းကိုနိုင်ကလည်းသူကိုယ်တိုင်ရေးသားဆက်ဆိုထားတဲ့တချင်းနဲ့ပါဝင်ဆင်နွှဲခဲ့ပါတယ်။အဲဒီနောက်ဒုက္ခရိပ်မြုံမန္တလေးကန်တက်ကုန်းမစိုးရင်ကျောင်းတိုက်ဖုံးတော်ကြီးတင်ပညာရေးကျောင်းတို့ဟာကလေးငယ်တွေရဲ့တချင်းဆိုကြပြရော့အမအရေးအမျိုးသမီးအဖွဲ့ရဲ့လက်ပန်းတောင်တန်ချက် သာသနာဝေပုံလကထိန်တော်အသင်းရဲ့ဥရွှေရိုးတော်မူမလွမ်းဘူဟာတာတွေတခါဆရာဥရွှေထူးရေးသားပြီးကန်တကုန်းចောင်းသားចောင်းသူတွေရဲ့သမိုင်းသစ်အတွက်လှိုင်းသစ်အော်ပရာနဲ့အတူမန္တလေးဘာကတာရဲ့ចောင်းသားတမကတချင်းပအို့ចောင်းသူလေးများရဲ့ပအို့တိုင်းရင်းသားအကစတဲ့အစီအစဉ်တွေလည်းပါဝင်ပါတယ်ရှင်။ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးထဒေါအောင်ဆန်းစုကြည်ဟာပြီးခဲ့တဲ့သတင်းပတ်ကမကွေးတိုင်းကနေတဆင့်မန္တလေးတိုင်းကြောက်ပရောင်းမြို့ကိုသွားပြီးလူထုနဲ့တွေ့ဆုံခဲ့ပါတယ်အရဖေတနေတော့ကိုနေမျိုးထွန်းကတင်ပြထားပါတယ်ခင်ဗျာအထက်မြန်မာပြည်ခီးစဉ်ဒုတိယနေ့အဖြစ်ဒီဇင်ဘာလ9ရက်နေ့မနက်ကမကွေးမြတ်တလွန်ဖျားကွင်းလူထုတွေ့ဆုံပွဲမှာမြန်မာနိုင်ငံပညာရေးစနစ်နဲ့ပတ်သက်ပြီးဒေါအောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်ဆက်လက်ပြီးရေနံကျောင်းမြို့နယ်ကြောက်ပရောင်းမြို့ကပြည်သူလူထုတွေကိုတွားရောက်တွေ့ဆုံဟောပြောခဲ့ပြီး ကျောင်းမောင်မျိုးရွှေနေရီပရာဟိတဖုန်းတော်ကြီးအကြောင်းရှိကွင်းပြင်မှာလဲဒေါ်အောင်ဆန်းစုကြည်ကတောင်သားလူငယ်တွေနိုင်ငံရေးကိုစိတ်ဝင်စားတဲ့အတွက်ဝမ်းသာကြောင်းကိုလည်းအခုလိုပြောသွားပါတယ်အခုကျမဒီကျောင်းမောင်ကိုလာတဲ့လမ်းမှာဆိုလို့ရှိရင်ကျောင်းသိန်းလေးတွေအများကြီးတွေ့ခဲ့ရတယ်ကျောင်းသိန်းလေးတွေတွေ့ရတဲ့အခါကျရင်လူငယ်လေးတွေတွေ့ရတဲ့အခါကျလို့ရှိရင်ကျမရဲ့ရင်ထဲမှာအင်တာမအေးတယ် ။ဘာဖြစ်လို့လဲဆိုတော့ဒီလိုကလေးတွေကအခုတည်းကနေစပြီးတော့နိုင်ငံရေးမှာပါဝင်ခြင်းနဲ့စိတ်ဓာတ်တွေရှိတာကိုကျွန်သိပြီးတော့သဘောကျတယ်။ကျမတို့ရဲ့နိုင်ငံဟာအနာရှင်စနစ်အောက်မှာအနှစ်90လောက်နေခဲ့ရတဲ့အခါကျတော့ပြည်သူလူထုတွေကနိုင်ငံရေးမှာပါဝင်ရခေါင်းမှမသိဘူး။ဘာဖြစ်လို့လဲဆိုတော့အာနာရှင်အစိုးရများဆိုတော့ပြည်သူလူထုကိုနိုင်ငံရေးအကြောင်းနားမလည်စေချင်ဘူးပြည်သူလူထုနားမလည်မှလည်းအုပ်ချုပ်လို့ကောင်းတယ်လို့သူတို့သူတို့သတ်မှတ်ပါတယ် ကျောင်းထဲကျမတို့ရောင်းပြန်စဉ်းစားပါလေနိုင်ငံရေးနားလေတဲ့ပြည်သူလူထုရှိတဲ့နိုင်ငံကပို့ပြီးတော့အုပ်ချုပ်လို့လွယ်ပါလေကျမတို့သွားတဲ့အခါမှာလူငယ်လေးတွေကျောင်းသိန်းလေးတွေအကလေးပေါက်စကွဲလေးတွေကနေအစတက်တက်ကြွကြွနဲ့လာကြိုတဲ့ခါကျရင်ကျမအများကြီးဝမ်းသာတယ်ကျမကိုလာကြိုလို့ဝမ်းသာတာလေသူတို့နိုင်ငံရေး ဗီဇသတို့ထဲမှာဝင်သွားမှာဗီဇကတော့ရောက်သွားပြီဆိုတော့စိတ်နဲ့ကျမဝင်တာလူဝင်တာတာပေါ့ဒီလိုငင်းငယ်ရွယ်ရွယ်တွေကနိုင်ငံရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာစိတ်ဝင်စားလာပြီဆိုလို့ရှိရင်အသက်ကြီးလာတာနဲ့အမျှနိုင်ငံရေးကိုပို့ပြီးတော့ရင်းရင်းကျက်ကျက်နားလည်လာမှာကုသသမီးရဲ့ပညာရေးကိုကြည့်လိုက်ပါအခုခေတ်မှာဆိုလို့ရှိရင်ကျူရှင်မပေးလို့ရှိလို့ရှိရင်ဆောင်ဝဲမအောင်နိုင်ဘူးကျူရှင်ကမတတ်နိုင်တဲ့မိဘတွေဆိုရင်အင်တာမှာရုန်းခါရတာပဲ အဲ့ဒါရင်ဆိုလို့ရင်ဘာနဲ့ဆိုင်လဲဆိုတော့နိုင်ငံရေးနဲ့ပဲဆိုင်တာပဲဒီနိုင်ငံရဲ့အုပ်ချုပ်မှုစနစ်ကြောင့်ဒီနိုင်ငံရဲ့နိုင်ငံရေးစနစ်ကြောင့်မလို့ဒီလိုပညာရေးဘက်မှာလည်းကျမတို့ပြည်သူတွေထိခိုက်တယ်စီးပွားရေးပဲကြည့်အောင်မလားထုံကြီးလကောက်မယ်ကျမတို့ခန့်ခတ်ပြောတယ်ကျမတို့နိုင်ငံကချမ်းသာပါလေတရားစာတတွေအများကြီးပြောပေါ်ကြွယ်ပါပါလေဒါပေမဲ့ဒီတရားစာတတွေကိုမှန်မှန်ကန်ကန်ပြည်သူတွေအတွက်မသုံးခဲ့လို့ပြည်သူတွေကနေပြီးတော့ဆင်းရဲတဲ့ဘဝကနေရုန်းထွက်လို့မရဖြစ်နေတာပါ ပြည်သူတွေရဲ့အတွေးခေါ်တွေကအဆင်မြင်ရမယ်ပြည်သူတွေကနေပြီးတော့အုပ်ချုပ်တဲ့သူတွေကိုသုံးသပ်နိုင်ရမယ်ဘယ်လိုအုပ်ချုပ်ရေးစနစ်တွေကြောင့်မလို့ငါတို့မွေးနေတာလဲမင်းကလည်းမင်းနိုင်ရမယ်ငါတို့နိုင်ငံကဒီလောက်တောင်မှသဘာဝဓာတ်ငွေတွေပေါ့ကျွဲဝတယ်ရေနံတွေပေါ့ကျွဲဝတယ်ဆိုပြီးတော့ငါတို့တက်ကြတော့ဘာဖြစ်လို့မလုံမလောက်ဖြစ်နေသလဲဒီလိုမင်းကလည်းမေးရမယ်အဖြေကိုရှာရမယ်နိုင်ငံရေးကိစ္စတွေဖြစ်လို့နိုင်ငံရေးကိုနားလဲကြပါ ဘာလို့ရွာနေပြီးတော့လျှက်စင်မိရရင်ပြီးတော့နိုင်ငံရေးစိတ်မဝင်စားဘူးဆိုတာလျှက်စင်မိရရင်မရရေးဆိုတာလေနိုင်ငံရေးနဲ့ဆိုင်နေတာပဲကျမတို့နိုင်ငံမှာရှိတဲ့စွန့်အင်တွေကိုဒါလျှက်စင်စွန့်အင်ပဲဖြစ်ဖြစ်အဲတခြားပေါ့နော်တခြားစွန့်အင်ပဲဖြစ်ဖြစ်မိသွေးတို့ချင်းတို့စသဖြင့်ရေနာတို့ဘာလို့စွန့်အင်ဘောင်းစုံဟာဘယ်လိုစီမံခန့်ခွဲလဲဆိုတာအစိုးရရဲ့လက်ထက်မှာပဲရှိတယ်အနိုင်ငံရေးဆိုတော့တော်တော်ပြောလို့ရှိရင်တော့ကိုယ်နိုင်ငံရဲ့အနေအထား ိုယ်နိုင်ငံရဲ့အနေအမြင့်ကိုယ်သိင်္ဂါရဲ့သိခါရှိမှုမရှိမှုကိုယ်နိုင်ငံရဲ့ချမ်းသာမှုစင်ရမှုအဲ့ဒါတွေအလုံးနဲ့ဆိုင်နေတာပဲမင်းပါမမင်းပဲနဲ့မဆုံးဖြတ်ပါနဲ့လူတွေကဘာပဲလုပ်လို့ဘာဖြစ်လို့လုပ်လဲဆိုတာကိုမင်းမွေးဖို့ကအဓိကအရေးကြီးတယ်ကျမတို့ပြည်သူတွေအဲ့ဒီလိုရင့်ကျက်နှိုင်းမှကျမတို့နိုင်ငံဒီကေတွတ်တက်မှာပါမြို့သားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ဟာကြောင်ရောင်းမြို့ကပြည်သူလူထုတွဲဆောင်ပွဲအပြီးမှာ သူမရဲ့အထက်မြန်မာပြည်ခီးစဉ်ကိုအဆုံးသတ်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်ဆန်းစုကြည်ဟာဒီဇင်ဘာလ17ရက်နေ့မှာသူ့ရဲ့မဲဆန္ဒနဲ့ဖြစ်တဲ့ကော်မူးမြို့ကိုတွားရောက်ပြီးဒေသခံတွေကိုတွေ့ဆုံခဲ့ပါတယ်အသေးစိတ်ကိုတော့ RFA သတင်းတောက်ကိုစိုင်းထုံးအောင်လွယ်ကတင်ပြထားပါတယ်ခင်ဗျာ။ ကော်မူမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်ဟာဒီကနေ့မနက်ပိုင်းကကော်မူမြို့နယ်ကိုသွားရောက်ခဲ့ပါတယ်။မနက်9နာရီလောက်မှာကော်မူမြို့ကိုရောက်ရှိလာပြီးမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမှာထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစီပင်သာယာရေးဦးစီးဌာနနဲ့ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှတာဝန်ရှိသူတွေနဲ့ တွဲဆောင်ခဲ့ပြီးချိလက်လန်းတွေလာမဲ့မိုးရရီအမီပီစီနိုင်ရေးစီမံကိန်းတွေကိုကောင်းတယ်ပေါ်ဆောင်ရွက်ရမှာစီမံကိန်းမစတင်ခင်တာဝန်ရှိသူတွေအနေနဲ့ဒေတာကန်တွေကိုကြိုတင်သိပေးပြီးပြည်သူတွေဘက်ကနင်းနာမှုမရှိသေးရတဲ့အတွက်မှာကြားခဲ့ပါတယ်မနက်စံတိုင်းခတ်မှာတော့ဘဘလော့တောက်ကြီးရောက်ထွက်ခွာလာခဲ့ပါတ ဒေါ်ဆန်းစုကြည်ဟာလမ်းတစ်လျှောက်မှာလည်းကောင်တွေပေါ်ဆောင်ရွက်နေတဲ့လမ်းတွေတံတားတွေစီမံကိန်းတွေကိုဝင်ရောက်ကြည့်ရှုခဲ့ပြီးဒေသခံတွေကိုရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါတယ်။ဒီရရသူတို့ရောရောကန်ကြီးဟိုရောကန်ကြီးကဒီရဲ့ဟုတ်ကဲ့ဒီပါတော့ပြန်ထားပါမယ်။အဲ့ဒါလာပြီးအဲအဲဟောမယ်အားရှိမစတော့ဘလော့ဘောက်ရှိတယ်။ဘောက်မယ်။မနက်စံတိုင်းခွဲခတ်မှာတော့ဝါဘလော့တောက်ကြီးရောက်ရောက်ရှိလာခဲ့ပြီး ဒေါ်ဆန်းစုကြည်ကိုဒေသခံပြည်သူတွေကတောင်းတောင်းပြပြကြိုဆိုခဲ့ကြပါတယ်ဝါဘလောက်တော့ခြေရောက်ရောက်ရှိလာတဲ့ဒေါ်ဆန်းစုကြည်ဟာပထမဦးစွာဝါဘလောက်တော့ဈေးကိုတွားရောက်ကြည့်ရှုခဲ့ပြီးလမ်းစီမံခန့်ကြောင့်ဖျက်သိမ်းပေးရမယ့်ဆိုင်ကမ်းပါရှင်တွေနဲ့တွေ့ဆုံခဲ့ကတာဝန်ရှိသူတွေနဲ့ဆိုင်ကမ်းပါရှင်တွေအကြားမြေပေါ်မှုတွေမပေါ်ပါအောင်ညှိနှိုင်းဆောင်ရွက်ကြဖို့ပြောကြားသွားပါတယ်ဒီရှာလာတိုင်းတော့ဘလောက်လို့လဲဆိုတော့သုံးရက်ပြီးတော့နေလေ ီလောက်ကောင်းပါလို့ဆိုတော့အများကြီးပေါ်တော့ပါတယ်။အတော့လာကောင်းသွားမယ်ဆိုရင်ပြီးတော့စီပွားရေးလည်းပြီးတော့ဒီတစ်ခက်သားလာပြီးဆက်လာဟုတ်မယ်။နည်းနည်းလေးဒီဆော့နော်ဆော့ပြီးတဲ့ကိစ္စကတော့အလုံးဝိုင်းပြီးတော့ဟဲ့နော်ဒေါ်စန်းစုကြည်ဟာဘွားဘလောက်လောက်ကြီးရွာမျိုးရာဒီမိုကရေစီဖွဲ့ချုပ်ရုံးခန်းမှာဒေသခံပါတီဝင်တွေနဲ့တွေ့ဆုံခဲ့ပြီးမှာစကားပြောကြားခဲ့ပါတယ်။မိုက်တွေအားလုံးပြီးတော့နေရာမှာပုံ မိုက်တွေကိုခဲလိုက်မီးရှို့လို့ရတဲ့အမိုက်နဲ့မီးရှို့လို့မရတဲ့အမိုက်မနက်7:00နာရီခန့်မှာတော့တိုက်တယ်ဆေးရုံကိုသွားရောက်ကြည့်ရှုခဲ့ပါဗျာ။အဲ့ဒီအများကြီးကဝါပလာတောင်ရဲ့ဘုတ်ဘုတ်ကြီးရဲ့ရောင်းမယ်ဆိုရောင်းမယ်တိုင်း အဲ့ဒီနောက်ဒေါ်အောင်ဆန်းစုကြည်ဟာခါရိုမီဖုံးတော်ကြီးအကြောင်းကိုသွားရောက်ခဲ့ပြီးကျောင်းလိုက်ဆရာတော်ကိုဖူးမြော်ခဲ့ကာဖုံးတော်ကြီးအကြောင်းမှာရှိတဲ့ဖုံးတော်ကြီးပညာရေးအကြောင်းရဲ့ကျောင်းသားကျောင်းသူတွေဆရာဆရာမတွေနဲ့တွေ့ဆုံခဲ့ပါတယ်သောကြီးကလည်းလိုသလားကစားရတယ်လိုသလားဘာလို့အဆုံးသာသနာ့ပါ မနက်7:00နာရီခွဲအချိန်မှာတော့ဘောဘလောလောက်ခြေရွာမှာရှိတဲ့ခြေကပညာထက်တန်းကျောင်းကိုသွားရောက်ခဲ့ပြီးကျောကြပြက်စီနေတဲ့ကျောင်းဆောင်တွေအခြေအနေနဲ့ကျောင်းသားကျောင်းလူတွေရဲ့ပညာတင်ကြားမှုအခြေအနေတွေကိုကြည့်ရှုခဲ့ပြီးကျောင်းသားကျောင်းလူတွေဆရာဆရာမတွေကိုရေးရင်းနှီးနှုတ်ဆက်ခဲ့ပါတယ်မိုးတဲအချိန်မှာတော့ဒေါ်စာစုကြည်နယ်အဖွဲ့ဟာကော့မှုမျိုးကိုပြန်လည်ထွက်ခွာလာခဲ့ပြီး မြို့သိရွက်ကမှာရှိတဲ့လမ်းစီမံကိန်းနေရာတွေကိုသွားရောက်ကြည့်ရှုခဲ့ကအဲ့ဒီနောက်မှာတော့ရန်ကုန်မြို့ကိုပြန်လည်ထွက်ခွာလာခဲ့ပါတယ်ခင်ဗျာချင်းမြို့သားတပ်ဦး CNF နဲ့မြန်မာအစိုးရညီညွတ်ရေးကိုယ်စားလှယ်အဖွဲ့အကြား၃ရက်ကြာဆွေးနွေးခဲ့ပြီးတဲ့နောက်မှာတော့ဒီဇင်ဘာလ9ရက်နေ့မှာပြည်တော်စုအဆင့်အပြစ်ခတ်ရစရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ် RFA သတင်းတော့မတ်စင်မာဝင်းကသတင်းပေးပို့ထားပါတယ်ခင်ဗျာ ရန်ကုန်မြို့ကမာရွတ်မြို့နယ်မှာရှိတဲ့ငញ្ញရင်စင်တာခန်းမမှာတမလာယုံဝင်ကြီးဦးအောင်မင်းဦးဆောင်တဲ့ပြည်အောင်စုအဆင့်ငញ្ញရင်ဖော်ဆောင်ရေးအဖွဲ့နဲ့ချင်းမျိုးသားတပ်ဦး CNF ခေါင်းဆောင်တွေအကြား၃ရက်ကြာအကြိုဆွေးနွေးပွဲတွေပြုလုပ်ခဲ့ပြီးနောက်အဲဒီလိုသဘောတူညီချက်ရရှိခဲ့တာဖြစ်ပါတယ်အဲ့ဒီဆွေးနွေးပွဲကနေပြည်အောင်စုအဆင့်ပြည့်ခတ်ရစေရေးပြည်အောင်စုအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပပေးရေးနဲ့ ပင်လောင်စိတ်ဓာတ်ကိုအခြေခံတဲ့ပြည်အောင်စုညီလာခံပြုလုပ်ရေးစတဲ့အချက်တွေအပါအဝင်စုစုပေါင်းအချက်28ချက်ကိုသဘောတူညီခဲ့ပါတယ်ရှင်။ဇူနီဝမ်မှာချင်းမျိုးသားတက်ဦး CNF အနေနဲ့ပြောင်စုကနေခွဲထွက်မှာမဟုတ်ဘဲကိုပိုင်ပြဋ္ဌာန်းခွင့်အတွက်ကိုသာဆောင်ရွက်မှာဖြစ်တယ်လို့ကတိပေးခဲ့ပါတယ်။ကျွန်တော်တို့ CNF အနေနဲ့ကတော့ဘူးအရင်ကတည်းကနေပြီးတော့ ီနေမှာပဲမွေးဖွားဒီရေပဲတော့အတူတူကနေထိုင်လာခဲ့တဲ့တိုင်းသားလူမျိုးပေါင်းစုကကျွန်တော်တို့ဘယ်လူမှဖွေရှားလို့မရဘူးလို့ကျွန်တော်တို့ထင်တယ်အဲ့ဒါကြောင့်ရှင်ရဲ့မနေနေကတော့အတူရှင်တွဲနေထိုင်ရေးမူကျွန်တော်တို့ခိုင်ထားပါတယ်ဒီအတူရှင်တွဲနေထိုင်ရေးကတော့ဒီမျိုးပြောမယ်ဆိုရင်တော့ ပြီးထောင်စုကနေမှပွဲထွက်ဖို့ဆိုတဲ့သဘောပါပဲအဓိကအကြောင်းအရာမှာဖြစ်တဲ့ပြည်တော်စုအစိုးရဘက်ကစိုးရိမ်မှုပြီးတိုင်းပြည်ပြည်တော်စုပြည်ကွယ်မှာစိုးရိမ်ဆုံးဖြစ်ပါတယ်ခန်းသားတွေပွဲထွက်ဖို့ကြိုးစားလာမှာလို့ဆက်သဖြင့်ပေါ့တခုနဲ့တခုဒီလိုဟာဖြစ်ကိုကျွန်တော်တို့ပြည်တော်စုအစိုးရအနေနဲ့အမှုမနေနဲ့ပြောမယ်ဆိုစိုးရိမ်မှုဖြစ်ပါတိုင်းသားတွေဘက်ကဒီစီစဉ်မရှိပါဘူးလို့ပုံမှန်ပြီးတော့ဝင်လဲစွာခုတလော ပြောကြားလာတာပဲကျွန်တော်တို့သတိပြုနေပါခုတက်ကြောက်လဲကျွန်တော်တို့ပြည်တော်စုအစိုးရပူဇော်ပြည်တော်မောင်မြောက်တွေဖြစ်ကြောင်းပြပြပါပါအဲ့ဒီအထဲမှာချင်းတောင်တန်းကိုဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ကိုင်နိုင်ဖို့နိုင်ငံတကာနဲ့ပြည်တွင်းကအစိုးရမဟုတ်တဲ့အကူအညီပေးရေး NGO အဖွဲ့တွေလွတ်လပ်လပ်လုံပိုင်ခွင့်ရရှိရေးအစိုးရနဲ့ချင်းမျိုးသားတပ်ဦး CNF တို့ပူးပေါင်းပြီးစီးပွားရေးစုံတွေဖော်ဆောင်ရေးတို့ကိုလည်းသဘောတူညီကြပါတယ် တချို့အချက်တွေဟာရေဘူးရသဘောကိုစောင်းတဲ့အတွက်အသေးစိတ်ကိုတော့ဆက်လက်ညှိနှိုင်းကြရအောင်ပါဖြစ်ပါတယ်ရှင်။ဒီကျွန်တော်တို့စာချုပ်ချုပ်ပြီးလက်တွေ့အကောင့်ထဲပေါ်မယ်။အဲဒီလက်တွေ့အကောင့်ထဲပေါ်တဲ့နေရာမှာအခက်အခဲတွေလားဟိုဓမ္မအစီအမပြုမှုတွေလားအဲအဲ့ဒါမျိုးရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ထပ်ပြီးတော့ဆွေးနွေးကြတော့ရှိမှာပထမတစ်ချက်။ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့အခုကတော့ဒီဟိုဟို ပမာဏသဘောတူညီချက်ပေါ့နော်ပြခတ်ရစေရပါဝင်ဒီထာဝရလင်းချိုင်းဒီတိဆောက်မှုပြပမာဏသဘောတူညီချက်နဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့အကောင့်ထဲပေါ်တဲ့ဟာပဲဆွေးနွေးတည်ရဖြစ်တယ်တကယ်ဒီအခေအဖြစ်တဲ့နိုင်ငံကြီးတွေ့ဆုံဆွေးနွေးမှုတော့ကျွန်တော်လိုချင်တယ်ဘူး2022ခုနှစ်ဇန်နဝါရီလ6ရက်နေ့ကလည်းချင်းမျိုးသားတပ်ဦး CNF နဲ့ချင်းပြည်နယ်အစိုးရတို့အကြားပြည်နယ်အဆင့်ပြစ်ခတ်ရစဲရေးလက်မှတ်ရေးထိုးခဲ့ပါတယ်။ချင်းမျိုးသားတပ်ဦး CNF ကို1988ခုနှစ် မတ်လ20ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ရာ ရှစ်လေးလုံးလူမှုအုံကြွမှုကိုမြန်မာတပ်မတော်ကအကြမ်းဖက်နှိမ်နင်းခဲ့ပြီးနောက်ချင်းကြောင်သားလူငယ်တွေလာရောက်ပူးပေါင်းခဲ့ကြပါတယ်။အိန္ဒိယနယ်စပ်ကိုအခြေပြုပြီးမြန်မာအစိုးရကိုလက်နက်ကင်တိုက်ခတ်ခဲ့ကြပါတယ်ရှင်။ ခုတစ်ခါမှာတော့ RFA ကိုရေးရစာပေးရစာအစီအစဉ်ထုတ်လွှင့်ပေးပါတော့မယ်။ကျွန်တော်တို့ဝိုင်းတော်သူမခင်ခင်ကြီးကတင်ပြပေးပါလိမ့်မယ်ခင်ဗျာ။မင်္ဂလာပါရှင်။ RFA ကိုရေးတဲ့စာပေးတဲ့စာအစီအစဉ်ကနှုတ်ခွန်းဆက်ပါတယ်။ဒီတစ်ပတ်အစီအစဉ်မှာအရင်အဆုံးချင်းပြည်နယ်ကကျောင်းဆရာတဦးရေးသားပေးပို့လာတဲ့စာကိုတင်ပြမှာပါ။မတရားသောမြန်မာနိုင်ငံရဲ့ပညာရေးအကြောင်းကိုရင်ဖွင့်လိုပါတယ်တဲ့။ လုံသက်20ပြည့်တဲ့မူလာတန်းကျောင်းအုပ်ဆရာဆရာမကြီးတွေဆယ်တန်းအောင်သည်ဖြစ်စေဘွဲရသည်ဖြစ်စေဘွဲမရသည်ဖြစ်စေအထက်တန်းပြလစာခန်းစားခွင့်ပေးတယ်ဒါပေမဲ့ BA BE တွေဘွဲရပြီးတော့ပညာရေးလုံသက်20ရှိတဲ့သူတွေကြတော့ဘာခန်းစားခွင့်မှမရှိဘူးဆိုတာလုံးဝမတရားပါဘူးတဲ့နောက်ပညာရေးလုံသက်9နှစ်ပဲရှိပြီးတော့မာစတာဘွဲရထားတဲ့ဆရာဆရာမတွေကိုအလယ်တန်းကျောင်းအုပ်တို့အထက်တန်းကျောင်းအုပ်လစာတွေပေးပြီးတော့ခန်းစားခွင့်ပေးတယ်ဒါပေမဲ့ပညာရေးလုံသက်20ရှိပြီးတော့အထက်တန်းပြဆရာဆရာမတွေအတွက်ကြတော့ ့ဘာခန်းစားခွင့်မှမရှိပါဘူးတဲ့၎င်းပြင်ဒီအထက်တန်းပြဆရာဆရာမတွေအလယ်တန်းပြဆရာဆရာမတွေဘွဲရဖြစ်ပေမဲ့ဘွဲမရတဲ့မူလာတန်းကျောင်းအုပ်တွေထက်ကိုလစာနေတာလဲအုပ်တွေနဲ့ထက်အုပ်တွေလစာတူညီမှု မရှိတာတွေကလုံးဝမဖြစ်သင့်ပါဘူးတဲ့ဒီလိုမတရားမှုတွေဖြစ်နေတယ်ဆိုတာကိုနိုင်ငံတော်သမ္မတကြီးကိုယ်တိုင်ပြန်လည်စစ်ဆစ်ပြီးဆောင်ရွက်ပေးစေလိုပါတယ်ဆိုပြီးရေးလာပါတယ်ရှင်အခုဆက်လက်ပြီးတင်ပြမယ့်စာကတော့ဘိုးကလေးမျိုးနယ်ကရေးလာတာပါ ဘူကလေးမြို့နယ်စရင်ယုံမြေနေရာကိုငှားရမ်းပြီးတော့ဆိုင်ကန်းရှစ်ခန်းစောက်လုရောင်းဝယ်နေကြတဲ့ပြည်သူတွေကိုတဲ့ဒီဇင်ဘာ9ရက်နေ့နောက်ဆုံးဆိုင်ကန်းတွေအပြီးဖယ်ရှားပေးဖို့မဖယ်ရှားပေးဘူးဆိုလို့ရှိရင်ဆွဲချမယ်ဆိုပြီးတော့အမိန့်စာထွက်တယ်လို့တိုင်းစီရင်စစ်ချုပ်ကနေပြီးတော့လည်းနှုတ်ကအမိန့်ရှိပါတယ်တဲ့ဒီလိုဆောင်ရွက်မယ်ဆိုလို့ရှိရင်ဒီဆိုင်ကန်းနေပြည်သူတွေအနေနဲ့လမ်းပေါ်မှာပဲနေရတော့မယ့်အနေအထားရောက်နေပါတယ်တဲ့ ဘူကလေးမြို့ပေါ်ကဒီရဲဝင်တဲ့တပ်သားဆိုင်ငန်းတွေအခွန်ရုံးတပ်သားဆိုင်ငန်းတွေစီပင်ရုံးတပ်သားဆိုင်ငန်းတွေကြတော့တခြားသူတို့ဖယ်ရှားခိုင်းတာမရှိဘဲနဲ့အခုသူတို့စင်ရင်ရုံးတစ်ခုတည်းကိုပဲဖယ်ရှားခိုင်းတာပါတဲ့အတင်းအာမဖယ်ရှားရပေးရမယ်ဆိုလို့ရှိရင်လေဒီနေရထိုင်ရေးအတွက်မြေနေရအစားထိုးပေးတာတွေရောနောက်လုတ်ကင်စားတောက်ဖို့အတွက်ပါစီစဉ်ပေးသင့်ပါတယ်ဆိုတဲ့အကြောင်းကို RFA ကတစင်နိုင်ငံတော်သမ္မတကြီးထံကိုတင်ပြတိုင်ကြားပါတယ်ဆိုပြီးရေးလာပါတယ်ရှင် အခုတခါတင်ပြမှာကတော့တက္ကသိုလ်ဆရာဆရာမတွေလုံခြုံရေးတာဝန်ယူနေရတဲ့အကြောင်းပါသိပ္ပံနဲ့ဤပညာဝင်ကြီးဌာနလက်အောက်ခံစက်မှုနဲ့သမွေးပညာဦးစီးဌာနကတဲ့ဝင်ကြီးဌာနရဲ့18ရက်နေ့စီဝေးဆုံးဖြတ်ချက်အရဒီတက္ကသိုလ်လုံခြုံရေးအတွက်ဆရာဆရာမတွေကိုဂိတ်ကျူတီတွေချထားဖို့အမိန့်ထုတ်ပြန်ပါတယ်တဲ့ နီးပညာတက္ကသိုလ်ဆရာဆရာမတွေဟာသူတို့ကနေ့တိုင်းစာသင်ရလက်တွေ့တွေလုပ်ရနောက်တပြက်စီးလဲတန်ရှင်းရတာမကအခုဆိုလို့ရှိရင်တဲ့စစ်တပ်ခေတ်ကလိုဂိတ်ဂျူတီတွေပါဆောင်ရမယ်ဆိုလို့ရှိရင်ဆရာဆရာမတွေရဲ့အခွင့်အရေးလုပ်ပိုင်ခွင့်တွေကိုချိုးဖောက်တာပဲဖြစ်ပါတယ်တဲ့ဒီဂိတ်ဆောင်ရမယ့်တာဝန်ဆိုတာကလုံခြုံရေးတွေရဲ့တာဝန်ပါတဲ့ဒါကိုအနာကိုအလွဲသုံးစားလုပ်ပြီးတော့အခုလို့ အမိတ်ထုတ်ပြန်နေတာတွေနောက်ပြုတ်မှုတာတွေကိုတဲ့နိုင်ငံတော်သမ္မတအနေနဲ့ထိထိရောက်ရောက်အရေးယူပြီးဆရာဆရာမတွေရဲ့လုပ်ပိုင်ခွင့်တွေကိုသတ်မှတ်ပေးသင့်ပါတယ်ဆိုပြီးရေးလာပါတယ်ရှင်။အခုတခါကရင်ပြည်နယ်ကရေးသားပြဖို့လာတဲ့စာကိုတင်ပြမှာပါ။ကရင်ပြည်နယ်ကော့ဂရိတ်မြို့မှာတဲ့ပန်ဒီဂိန်းတို့နောက်ငွေအကျွေစိတ်တွေထည့်ပြီးတော့ကစားရတဲ့လောင်းကစားဆက်တွေပုံရှုပ်ွယ်ရှုပ်ဖွင့်ပြီးတော့လောင်းကစားတာတွေရှိနေပါတယ်တဲ့။ ညအချိန်လဲမီးဆက်မောင်းပြီးတော့လောင်းကစားလုပ်နေတာတွေကြောင့်ဒီအနီးဝန်းကျင်ကအကြောင်းသားလူငယ်တွေတက်ကြီးရွယ်အိုတွေကအနောက်ရှက်တွေဖြစ်ရတယ်လို့ဒီဒေတာကန်ပြည်သူတွေရဲ့အချင်းစာရိတ်တာတွေလည်းယိုယွင်းပျက်စီးစေပါတယ်တဲ့ဒီနိုင်ငံတွင်းမှာဆင်းရဲမွဲတေမှုပပျောက်ရေးဆောင်ရွက်တဲ့အခါမှာတဲ့ဒီလိုလောင်းကစားမှုတွေကအထူးကအဟန်တာဖြစ်နေပါတဲ့အတွက်ပေါ့လေဒီလိုထိရောက်စွာအေးအေးယူဆောင်ရွက်ပေးပါရန်ဆိုပြီးတော့မြစ်တာရက်ခံပါတယ်ဆိုပြီးတော့ကော့ဂရိတ်မြို့သားတအူးကရေးလာပါတယ် အခုနောက်ဆုံးတင်ပြမယ့်စာအလဲဒီလောင်းကစားမှုနဲ့ပတ်သက်ပြီးတော့တာချီလေးမျိုးကရေးလာတဲ့စာပါတမရကြီးကစီးရဲမွေးတည်မှုပပျောက်ရေးနဲ့လောင်းကစားပပျောက်ရေးဆောင်ရွက်ဖို့ညွှန်ကြားထားပေမဲ့တူတို့တာချီလေးမျိုးမှာတော့လေးကောင်ချင်းတို့ဘောလုံးခုံတို့သုံးလုံးထီလောင်းကစားတွေကပို့ပြီးတော့များလာပါတယ်တဲ့တာချီလေးကိုလူကြီးတွေလာပြီးရင် ပို့ပြီးတော့လဲဆိုးပါတယ်တဲ့ဈေးရောက်တာကိုတို့ကဘန်းပြပြီးတော့နောက်ွယ်မှာလောင်းကစားတွေလုံနေကြတာပါတဲ့ ဒီတာချီလေးမှာလောက်ကင်စားတောက်တဲ့သူအများစုကတနေ့အလုံးလောက်ပြီးတာနဲ့ဒီညဘက်ကျရင်လောင်းကစားဝိုင်းတွေမှာသွားပြီးတော့တုံးဖြုံပြစ်တာပါပဲတဲ့ဒီတာချီလေးမျိုးကဒီလိုဖြစ်ပျက်တွေကိုနိုင်ငံတော်အကြီးအကဲတွေသိရှိပြီးတော့လောင်းကစားမှုပပျောက်ရေးအတွက်ဆောင်ရွက်ပေးစီလိုကြောင်းတင်ပြပါသည်ဆိုပြီးရေးလာပါတယ်ရှင်ဒီတစ်ပတ် RFA ကိုရေးတဲ့စာပေးတဲ့စာစီစဉ်ကိုဒီညနဲ့ပဲရန်နာပြရစီရှင်ကြီးစုကြတဲ့ပရိသတ်တွေအနေနဲ့ RFA ကိုစာရေးသားပေးဖို့လိုပါတယ်ဆိုရင် b u r m e s e burmese@rfa.org ကိုပြပို့နိုင်ပါတယ်ရှင်။ဒီဇင်ဘာလတတိယပတ်အတွက် RFA သတင်းမဂ္ဂဇင်းအစီအစဉ်လည်းဒီမှာပြီးဆုံးပါပြီ။ကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညဖြစ်ပါစေခင်ဗျာ။